သုံးမကြတာပဲအဖြစ်ကိုမရှိဘူးဘယ်တော့မှလူရဝမှာမဟုတ်ဘူးတခြားသူစီကနေအဲ့ဒီလိုအပြောခံရဘူးပါသလားများသောအားဖြင့်အပြောခံခဲ့ကြရပါလိမ့်မယ်ကျွန်တော်လဲကြုံဘူးပါတယ်အဲ့ဒီလိုပြောခံရတဲ့အခါစိတ်ထဲမှာပြောတဲ့သူကိုမကျင်မနှက်ဖြစ်ရတယ်ဒေါသတနှုန်နှုတ်ဖြစ်ရတယ်အဲ့ဒါကြီးကစားတဲ့နေရာအိတ်တဲ့နေရာအထိ လိုက်ခံစားရပြီးဒုက္ခပေးပါတယ်ဒါပေမဲ့အဲ့ဒါကအချိန်တန်ရင်ဒေါသပြက်ပြယ်ပြီးမေးပျောက်သွားနိုင်ပါတယ် အဲ့ဒီဇကားတွေကလည်းကိုယ့်ကိုတွန်းအားပေးစူးစမ်းစေနိုင်ပါတယ်။ကိုယ်စူးစမ်းပြနိုင်တဲ့အခါလုံးပြနိုင်တဲ့အခါမျိုးမှာ အောင်နိုင်သူအဖြစ်အဲ့ဒီဇကားတွေကိုခြေဖြတ်လိုက်နိုင်ပါတယ်။ငါဘယ်တော့မှအသုံးကျမှလည်းမဟုတ်ဘူး။ငါပုံစံနဲ့လည်းဖြစ်လာမှမဟုတ်ဘူး။ငါကိုယ်ကအသုံးမကျတာပါ။အဲ့ဒီလိုကိုယ့်ကိုယ်ကိုအပြစ်တင်ပြီးကိုယ့်ဖြစ်တယ်မှုကိုလက်မခံနိုင်တဲ့စိတ်မျိုးရှိနေပြီဆိုရင်တော့ဘာကိုမှမေ့သွားမှမဟုတ်ပါဘူး။အဲ့ဒီအတွေးအကြံက ကိုကိုဒုက္ခကိုလိုက်ပေးနေတော့မှာပါငါလှုပ်လဲဖြစ်မှာမဟုတ်ဘူးငါလှုပ်လဲလူရဝင်မှာမဟုတ်ဘူးဆိုတဲ့အဖျင်းစိတ်အညံ့စိတ်နဲ့ကိုကိုကိုအပြစ်တင်တတ်တဲ့စိတ်မျိုးကအချိန်တိုင်းကိုကိုဖီစည်းနေတဲ့အခါဘာကိုမှဖြစ်လာမှာမဟုတ်ပါဘူးကိုစိတ်ကကိုကိုတတ်နေတော့တာပါပဲတခြားသူက မဟုတ်ပဲကိုစိတ်ထဲမှာအဲ့ဒီလိုကိုကိုကိုအပြစ်တင်တတ်တဲ့စိတ်မျိုးဝင်နေပြီဆိုရင်တော့မောင်းထုတ်ရပါတော့မယ်ဘာလို့လဲဆိုတော့ ကိုကိုကိုအောင်မြင်ပျော်ရွှင်သူဖြစ်ဖို့ကြိုးစားရမှာမို့ပါပဲကိုကိုကိုအပြစ်မတင်တတ်ပဲဖေးမဂုံယုံတက်တဲ့စိတ်မျိုးမွေးတဲ့အခါဘာရလဲဆိုရင်အဆဆအရာရာအောင်မြင်ပျော်ရွှင်စေရတာမို့ပါငါရုပ်ကစိုးလိုက်တာဘယ်ပွဲမှမတူဘူးအဲ့ဒီလိုကိုဖြစ်တည်မှုကိုအပြစ်တင်တတ်တဲ့စိတ်ထက်ငါရုပ်ကမလှပင်ပဲတတ်တတ်ရရနေတတ်တယ်ဆိုတဲ့ကိုကိုကိုယုံကြည်မှုအပြည့်နဲ့ကိုကိုကို ဖေးမဂုံယုံတက်ရင်ပျော်ရွှင်အောင်မြင်မှာပါ ိုလှုပ်နေတဲ့အလုပ်တစ်ခုကြာရှုံးသွားတယ်ပဲဆိုပါတော့ငါတော့အသုံးမကျလိုက်တာငါဘာလှုပ်လို့ဘယ်တော့မှမဖြစ်ဘူးတခြားသူတွေတော့အောင်မြင်ပါလျက်နဲ့ငါသာအသုံးမကျတာတော်ပြီငါဘာမှမလှုပ်တော့ဘူးအသုံးမကျတဲ့ကောင်ဆိုပြီးကိုကိုကိုအပြစ်တင်တတ်တဲ့စိတ်ရှိရင်ဘာမှဖြစ်လာမှာမဟုတ်ပါဘူးငါအဒီအဆင့်ထိလှုပ်နိုင်ခဲ့တာပဲငါအဲ့အတွက်ငါကုန်ယူတယ်ငါဆက်ကြိုးစားရမယ်ဒီတစ်ခါမှဖြစ်လေနောက်တစ်ခါဆိုငါအဆုံးထိအကောင်းဆုံးလှုပ်ပြနိုင်မှာပါဆိုတဲ့ ကိုကိုကိုဖေးမဂုံယူတက်တဲ့စိတ်သာရှိရင်တစ်ချိန်မှာအောင်မြင်အောင်လှုပ်ဆောင်နိုင်ပါပါလောကကြီးမှာကြာရှုံးနေတာကိုတယောက်တည်းမဟုတ်ပါဘူးစိတ်ညစ်နေရတာကိုတယောက်တည်းမဟုတ်ပါဘူးအပြောခံနေရတာကိုတယောက်တည်းမဟုတ်ပါဘူးအောင်မြင်နေသူတိုင်းထိတ်ဆုံးရောက်လာသူတိုင်းဟာကြာရှုံးမှုတွေဒဏ်ရာတွေရခဲ့သူတွေကြီးပါပဲကိုတယောက်တည်းကွက်ဖြစ်နေတာမဟုတ်ပါဘူးအဲ့ဒီတော့ကိုကိုကိုဖေးမတက်တဲ့စိတ်ဂုံယူတက်တဲ့စိတ် အပြစ်မမြင်တတ်တဲ့စိတ်ကိုမွေးရပါမယ်။ဒါဟာရောင်ရဲတဲ့စိတ်မျိုးမဟုတ်ပါဘူး။ကိုယ့်ကိုယ်ကိုတွဲထူတက်ခြင်းပါပဲ။ကိုယ့်ကိုယ်ကိုယုံကြည်စိတ်တိုးအောင်လှုပ်ဆောင်ခြင်းပါပဲ။ကိုယ့်ကိုယ်ကိုအပြစ်မမြင်ပဲဖေးမတတ်တဲ့အခါစိတ်တက်မကြလွယ်ဘူး။မကောင်းမြင်စိတ်နှဲပါလာမယ်။ယုံကြည်ချက်တွေခိုင်မာလာမယ်။ကိုယ့်ကိုယ်ကို ပိုချစ်လာမယ်။ဒေါသစိတ်နှဲပါလာမယ်။စာနာစိတ်ပါ တိုးပွားလာမယ်။ပျော်ရှင်ခြင်းတွေပိုရလာမယ်။ကိုယ့်ကိုယ်ကိုအပြစ်မမြင်တတ်တဲ့စိတ်ဟာ အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုယူဆောင်ပေးနိုင်ပါတယ်။တခြားသူ အပေါ်မှာစာနာနားလည်ခြင်းဆိုတဲ့ကိုကျင့်တရားပါစောင့်ထိန်တက်လာတယ်။အဲ့ဒီအတွက်ကိုကိုကို ဖေးမဂုံယူတက်တဲ့စိတ်မျိုးမွေးမြူရပါမယ်။ရှိရပါမယ်။ကိုကိုကို အပြစ်မတင်ပါနဲ့။ကိုကိုကိုဂုံယူပါ။ကိုကိုကိုအပြစ်မတင်ပဲဖေးမပြင်ဆင်ပြီးဂုံယူတက်တဲ့အခါအောင်မြင်ပျော်ရွှင်ရမှာမလွဲပါပဲ။တိမ်တွေလှတာကိုခံစားတတ်တယ်လို့ကိုစိတ်သဘောထားလှတာကိုလည်းခံစားတတ်ရင် ပို့ပြီးပျော်ရွှင်ရတယ်။ပန်းတိုင်းရဲ့အလှတရားကိုမျက်နှိုးတက်တယ်လို့ကိုယ်အလှတရားကိုလည်းဂုံယူမျက်နှိုးတက်ရင် ပို့ပြီးပျော်ရွှင်ရတယ်။တခြားသူကိုဖေးမဂုံယူတက်တယ်လို့ကိုယ့်ရဲ့အရာရာအတိုင်းအတွက်လည်းဖေးမဂုံယူတက်ရင် ပို့ပြီးပျော်ရွှင်ရတယ်။တခြားသူအပေါ်အကောင်းမြင်စိတ်ထားတယ်လို့ကိုယ့်ရဲ့ဖြစ်တည်လာခြင်းအပေါ်လည်းအကောင်းမြင်စိတ်ထားတက်ရင် ပို့ပြီးပျော်ရွှင်ရတယ်။ကိုယ့်ကိုယ်ကို ဖေးမပါကိုယ့်ကိုယ်ကိုဂုံယူပါကိုယ်စူးစမ်းမှုရဲ့အရာမထင်ခြင်းတွေအတွက် အပြစ်မတင်စတန်းပေါ်အောင်မြင်ပျော်ရွှင်ခြင်းဟာကိုယ့်စီမှာပါပဲ။